ားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။အငင်းပွားစရာတွေဖြစ်နေစေ USD ပဲကွာဥရေသတင်းနဲ့အတူ Tracker တစ်စီးနဲ့ Bitcoin ခိုးတူးခဲ့ကြတဲ့ Ruski Tokoli ရဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါတယ်ခင်ဗျာ။ မတပုတ်အနေနဲ့အငင်းပွားစရာတွေဖြစ်နေတဲ့ US Stable Coin ဥပဒေရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ Amazon နဲ့ Walmart တို့ရဲ့ Stable Coin ထုတ်မယ်ဆိုတဲ့သတင်းထွက်လာပြီးတဲ့နောက်ပိုင်းမှာ CNET လွတ်တော်အမတ် Elizabeth Warren ကဒီလိုဖြစ်ရက်တွေကနေပညာကုမ္ပဏီကြီးတွေလက်ထက်ကိုလုံပိုင်ခွင့်နဲ့အများကြီးပေးထားလိုက်တယ်လို့ဖြစ်သွားစေမှာဖြစ်ကြောင်းသတိပေးလာပါတယ်။စေကွက်အတွင်းမှာမျှတဲ့ရှင်ပြိုင်မှုတွေမရှိတော့တဲ့လက်ကြီးသမားတွေပဲကြီးစိုးလာနိုင်တဲ့အနေအထားဖြစ်လာနိုင်ပြီး stable coin ဥပဒေအသေးရဲ့အကျိုးဆက်တွေဖြစ်လာနိုင်ကြောင်း Warren ကဆိုထားပါဗျ။ Genius Ubre US Stable Coin Ubre ကနေပညာကမ္ပဏီကြီးတွေနဲ့လက်လီလုပ်ငန်းအကြီးစားတွေအတွက်ကိုပိုင်တည်တံ့ငွေကြေးတွေကို Stable Coin အနေနဲ့ထောက်ခွင့်ပေးလိုက်တာမျိုးဟာခွက်တွေရှိနေပါတယ် Congress လွတ်တော်ကဒါကိုမပြင်းစင်မှုဆိုရင် Elon Musk, Jeff Bezos နဲ့ Mark Zuckerberg တို့လိုဘီလီယံနာတွေက Stable Coin တွေထုတ်ပြီးတော့ဒီ Stable Coin တွေကနေတဆင့် user တွေရဲ့အယောင်ဝယ်မှတ်တမ်းတွေကိုကြည့်လို့ရသွားနိုင်မှာ ဖြစ်တယ်လို့ data တွေကိုချုပ်ပေါက်ရယူရာမျိုးတွေပြိုင်ဘက်တွေကိုအနိုင်နဲ့ပိုင်းပစ်တာမျိုးတွေဖြစ်လာနိုင်ပါတယ် တကယ်လို့ဒီကိစ္စတွေကနေတခုခုဖြစ်သွားမှသာကုရကေရအတွက်တောင်းပန်ကြလိမ့်မယ်လို့ဝါရွန်ကဆိုထားပါတယ်။ဒါကြောင့် Genius Obre ကလည်းဒီလို risk တွေပါဝင်နေတဲ့အစိအပိုင်းတွေကိုပြင်ဆင်ပြီးတော့စီးနှိတ်လွတ်တော်မှာတခါမဲခွဲဆုံးဖြတ်ခံရအောင်မှာပါ။ဂျွန်လ18ရက်နေ့မှာတော့ Genius Obre ကိုစီးနှိတ်လွတ်တော်ကနေခွင့်ပြုမယ်မပြုဘူးဆိုတာမဲခွဲဆုံးဖြတ်ကြမှာဖြစ်တာကြောင့်စောင့်ကြည့်ကြရမယ့်ရည်ရွယ်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ ။ဆက်လက်ပြီးတော့ထရဂါတစီနဲ့ပေးကွန်ခိုးတူခဲ့ကြတဲ့ Ruski Togoli ရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ရွာမှာထရဂါတစီနဲ့မိုင်းနေပတ်လုံနေခဲ့ကြတဲ့ Togoli ပုဂ္ဂိုလ်တွေကိုရုရှားရဲတပ်ဖွဲ့ကလိုက်ရှာနေခဲ့ကြပါတယ်။ KMAZ Track ထဲမှာလျှက်စစ်တအားတွေကိုလွှဲပြောင်းရယူနိုင်တဲ့စက်တွေတက်ဆင်ပြီးတော့ Mining Rig 65လုံးနဲ့ Mining လုံနေခဲ့ကြတာကိုရုရှားနိုင်ငံတွင်က Republic of Bayardia အစိုးရတွေကတွေ့ရှိခဲ့ပါတယ်။ အာရတရာဒေတာအတွင်းမှာလျက်စစ်စစ်ဆင်မှုတွေလုပ်ခဲ့တဲ့အချိန်မှာဒီလိုလျက်စစ်တအားခိုးယူသုံးဆွဲခံနေရတာကိုသိခဲ့ကြတာဖြစ်ပါတယ်။သူတို့ခိုးယူခဲ့ကြတဲ့လျက်စစ်တအားတွေကရွာငယ်တယောအားစာကိုလျက်စစ်မီပေးဖို့လုံလောက်ကြောင်းအရာရှိတွေကဆုံထားကြပါတယ်။ဒီထရက်ရဲ့ပိုင်ရှင်တွေကတော့ရဲတွေရောက်မလာခင်မှာတင်မဲကားတစီးနဲ့ထွက်ပြေးသွားခဲ့တာကြောင့်ဒီပုတ်ကိုတွေကိုလိုက်ဖမ်းနိုင်ဖို့ရဲတပ်ဖွဲ့ကကြိုးစားနေပါတယ်။ရုရှားဟာနိုင်ငံတွင်းကဒေတာအချို့မှာပဲ crypto mining ကို license နဲ့ခွင့်ပြုပေးထားပေမဲ့ လက်စစ်တအားခိုးယူသုံးဆွဲပြီးတော့မိုင်းနေလုံနေကြတဲ့တရားမဝင်မိုင်းနေဖန်တွေကတော့ပုံစံမျိုးမျိုးနဲ့လဲပတ်နေကြဆဲဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တို currency ဝယ်ရလို့ Binance account တခုမရှိသေးဘူးဆိုရင် trade လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကိုယ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြကြပါစီခင်ဗျာ